လူဆိုတာအမြဲတမ်းအတိတ်ကိုလွှမ်းပြီးအနာဂတ်ကိုမျောနေတာပဲကောင်းရင်လွှမ်းတတ်ပေါ့လေမကောင်းရင်တော့မလွှမ်းဘူးပေါ့လူတွေကအတိတ်ကိုပြန်တွေးတယ်အနာဂတ်ကိုမျောလင့်နေတယ်ဒါလူရဲ့သဘာဝပဲအဲ့ဒါတွေကအစောပြာပြန်မတွေးနဲ့လို့ပြောတာဟိုတမိုင်းဆရာတွေကတော့အတိတ်မတွေးလို့ဘယ်လိုလုပ်သိမှာတော့လို့ပြောကပြောမယ်အဲ့ဒါတမိုင်းလုပ်ငန်း ဝိပဿနာတရားထုတ်ရင်မတွေးနဲ့လို့ပြောတာเนาะဝိပဿနာတရားထုတ်ပြီဆိုရင်အတိတ်ကိုပြန်ပြီးတော့ပြန်တွေးပြီးလွမ်းဆွေးနေလို့ရတာအလကားပဲနိမရသေးတာကိုလည်းပဲမျောလင်းတန်တာပြီးတော့မနေနဲ့တဲ့ဘာဖြစ်လို့တုံးဆိုအကြောင်းပြတော့ရတ္တတိတံပဟိနန္တံအတိတ်ဆိုတာကုန်ခဲ့ပြီလေမရှိတော့ဘူးလေဟုတ်တယ် အတွေးထဲမှာသာ ရှိတော့တာတကယ်မရှိတော့ဘူးလေတိတ်ဆိုတာအဲ့တော့မရှိတော့တာကိုပြန်လွှမ်းနေတယ်လို့ဖြစ်နေကျုံတော့ကျုံခဲ့တာပဲဒါပေမဲ့အခုရှိသေးလားမရှိဘူးမနေ့တော့ကလူတယောက်နဲ့တွေ့ခဲ့တယ်ဟုတ်တယ်မနေ့တော့ကတော့တွေ့တာရှိတယ်ဒါပေမဲ့ဒီကနေ့ပြန်စဉ်းစားတဲ့အခါရှိမှမရှိဘူးမရှိတာကိုပြန်တွေးနေတဲ့အတိတ်ပဲဖြစ်သွားတယ် အေးမရအဖမရပြီးခဲ့တာပြန်တွေးနေစတတ္တိတံပဟိနန္တံအတိတ်ဆိုတာကုန်ခဲ့ပြီတဲ့ဘာမှမရှိတော့ဘူးအပတ္တိသအနာကတံအနာကဆိုရောက်မှမရောက်သေးတာချွတ်တင်ပြီးတော့စဉ်းစားနေတာဒါစီးပွားရေးလှုပ်တာမဟုတ်ဘူးဝိပဿနာတရားတော့တာစီးပွားရေးလှုပ်တဲ့လူကတော့အနာကပလန်နဲ့ချမှာပေါ့ နှစ်ပြန်ပဲသွားမယ်ဆိုရစီမံကိန်းချဒါကတခြားကဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်အတွက်ဟောတာဒါကနော်အဲ့ဒါလို့လဲခွဲခြားပြီးတော့ကြည့်ပေါ့အဲ့တော့ဝိပဿနာလုပ်လုပ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့နှစ်သက်တန်တာမနေနဲ့အနာဂတ်ကိုလည်းမျှော်လင့်မနေနဲ့အတိတ်ဆိုတာပြီးခဲ့ပြီမင်းပြန်ယူလို့မရတော့ဘူးအနာဂတ်ဆိုတာမင်းလက်ထက်မရောက်သေးဘူး ။နှစ်ခုစလုံးဟာပြီးတာနဲ့မရသေးတာနဲ့တူတူပဲမဟုတ်လား။ဘာမှမရှိဘူးဆိုတာသိတယ်။အတိတ်ကလည်းမရှိတော့ဘူးလေ။အနာကလည်းမရောက်သေးဘူးဆိုတာမရှိတာပဲလေ။အဲ့တော့မရှိတာကိုရှိလို့ပြီးအချိန်ဖြုံးမနေနဲ့လို့ဆိုလို့တဲ့အတိတ်ပဲ။ဒါရှင်းနေမရှိတာကိုမရှိတာကိုအရှိလုပ်ပြီးတော့ချိန်ပြုံးမနေနဲ့အကောင့်ထဲအနေနဲ့မရနိုင်ဘူးလေ ပြီးခဲ့တဲ့အားလည်းမရဘူး။လာမယ့်အားလည်းမရသေးဘူး။အဲ့တော့အတိတ်နဲ့အနာဂတ်ကိုမသွားနဲ့။မသွားဘဲနဲ့ကိုယ်ပါလို့ရမယ်။ပိစ္ဆုပနိစယောဓမ္မတတ္ထတတ္ထဝိပတတိ။အခုလက်ရှိရှိနေတဲ့အခြေအနေတရား။ရရှိရှိနေတဲ့သဘာဝတရား။အဲ့ဒီပိစ္ဆုပန် ခုလက်ရှိရှိနေတဲ့အနေအထားအခုလက်ရှိဖြစ်နေတဲ့ဆိုကိုယ်စိတ်ပါဖြစ်နေတယ်ကိုယ်စိတ်ထဲမှာလောဘဖြစ်နေသလားဒေါသဖြစ်နေသလားဘာတွေဖြစ်နေသလဲအခုလက်ရှိအာယုံနဲ့တွေးဆုံပြီးခုဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့အခိုက်ကလေးမှာတဲ့ဝိပဿနာရှုလိုက်ပါသဘာဝကိုသိအောင်လုပ်လိုက်ပါပဲဗျအင်းဒေါသဖြစ်နေဖြစ်မှန်းသိလိုက် လောဘဖြစ်နေဖြစ်မှန်းသိလိုက်မောဟဖြစ်နေဖြစ်မှန်းသိလိုက်ကိုတွေးနေတဲ့အာယုန်တစ်ခုမြင်မြင်နေကြားရင်ကြားတယ်ဒါပစ္စပန်ကိုသိအောင်လုပ်တာဒါပစ္စပန်ကတကယ်ရှိနေသေးတာရှိနေသေးတာတွေကိုမသိလိုက်ဘူးဆိုတော့မဖြစ်အောင်သိလိုက်အောင်မဖြစ်နဲ့ခုတရားနာနေတဲ့အတန်းကြီးကြားနေတယ်ဒါဖြစ်တာပဲခုဖြစ်နေတာပဲအဖြစ်နေတဲ့ပုံမှာ ပိဿပနိသယောထမတထတထဝိပတတိအဲ့ဒီပုံမှာပဲဝိပဿနာရှုပါဆိုအဲ့တော့ဝိပဿနာရှုတဲ့ဆိုဘယ်လိုရှုရမှာလဲမြတ်စွာဘုရားကတော့နောက်ရှင်းပြလိုက်ပဲဝိပဿနာရှုဖို့ရှုနေကြတော့နော်ချုပ်တင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် วิปัตตนาชุနေတယ်ဆိုတာဘာခေါ်တာလဲဖြစ်ပြနေတဲ့အာယုံကတစ်ခုစဉ်းစားတဲ့စိတ်ကတစ်ခုဝိပัตตนาအမြင်နဲ့ဆိုရဆိုကိုကကိုစိတ်ကိုပြန်ဝိပัตตนาชุနေတာလားသို့မဟုတ်ထွက်လေဝင်လေကိုဝိပဿနာရှုနေတာလားသို့မဟုတ်ကိုယ်ယုတ်ကိုတခုဝိပဿနာရှုတာလားတခုပေါ့เนาะ ဥပမာမျက်စိကမြင်နေမျက်စိရဲ့မြင်စရာအာယုံရဲ့ဒီနှစ်ခုဆုံးလိုက်လို့စဉ်းစားနေကြုံတဲ့အခါမှာမြင်သည့်စိတ်ပေါ်သလိုပဲစိတ်ကလေးပေါ်လာတယ်အဲ့တော့မျက်စိရဲ့အစင်းအာယုံရဲ့ဒီနှစ်ခုဆုံးချင်းကြောင့်ပေါ်လာတဲ့မြင်သည့်စိတ်ရဲ့မြင်နေဆိုတဲ့အခိုက်မှာဒီသုံးခုဖြစ်တယ်နော် ဒီလက်ချက်ရင်တော့ဖတ်တာဝေဒနာစိတ်ခံစားချက်ဘာလဲဆို၅ခုဖြစ်တယ်အဲ့ဒီမဲ့ထပ်ပြီး attention ထည့်လိုက်လို့ရှိရင်၆ခုဖြစ်တယ်အရှင်သာရိပုတ္တရာ attention မှာထည့်ပြထားတယ်ဟုတ်မျက်စိကိုအဆင်းအာယုံကလာပြီးတော့ထင်ဟတ်တယ်အဲ့တော့မျက်စိကတစ်ခုအဆင်းအာယုံကတစ်ခုအဲ့ဒီအဆင်းအာယုံကို attention လုပ်တဲ့စိတ်ကတစ်ခု ဖြစ်ပေါ်လာတဲ့အာယုံမှန်သိလိုက်တဲ့မြင်မှန်သိတဲ့ဆိုစိတ်ကတစ်ခုဖတ်တာကတစ်ခုဝေဒနာတစ်ခုဆို6ခုဖြစ်သွားအဲ့ဒါလောလောဆယ်ဖြစ်နေတာအဲ့6ခုအဲ့ဟိုပစ္စုပန်ဆိုတာဖြစ်စေကိုတော့ကြည့်လို့မရဘူးရုပ်တရားကိုသာဖြစ်စေကြည့်လို့ရတယ်နန္တရားချင်းကြတော့အခုဖြစ်အခုနန္တရားကမသိနိုင်ဟောအဲ့ဒါဖြစ်ပြီးတဲ့အချိန်လေးမှာပဲဩ ငါမြင့်တယ်လို့ပြောတယ်ဆိုတာဟာမျက်စိကိုမျက်စိရှိတယ်မျက်စိမှလာပြီးတော့ပေါ်တယ်မျက်စိကယုတ်တရားမျက်စိမှလာထင်ဟတဲ့အဆင်အယုံရှိတယ်အဆင်အယုံကလည်းယုတ်တရား attention လုပ်တဲ့စိတ်ရှိတယ်အဲ့ဒါကနန္တရားမြင်သိစိတ်လေးပေါ်လာတယ်ဒါကလည်းနန္တရားဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်ဒါလည်းနန္တရားဆို အဲ့တော့ကြည့်လိုက်ရင်ယုံနေတဲ့နှစ်ခုဖြစ်လာတာပဲရှိတယ်အဲ့ဒီမဲ့ငါမြင်တာဆိုရင်ငါကိုဆိုတာဘသူပြောတာလဲငါရဲ့မြင်မှုလို့ပြောရင်ပိုက်ဆိုင်သူကဘသူလဲမျက်စိကိုပြောမလားအဆင်းကိုပြောမလားအတင်းရှင်းကိုပြောမလားမြင်သိစိတ်ကိုပြောမလားဖတ်တာကို ပြောမလားဝိညာဉ်ဖတ်တာဖတ်တာပဲလေဝေဒနာဝေဒနာပဲလေမြင်သိစိတ်ကလည်းမြင်သိစိတ်ပဲလေ သူတခုတည်းမှမဟုတ်တာသူတို့ပူပေါင်းလှုပ်ဆောင်ထားတာလေဟာနဲ့တူတော့ဆိုကာမောင်းနာနဲ့တူကာမောင်းနာကာသမားတော့ကွန်မဲ့မဲ့ပြီးလို့ရတာဒါပေမဲ့သူပေါင်းတယ်လို့ပြောတာပဲတိုက်လို့ရှင်တယ်သူပဲတရားဆွဲခံဖန်ခံတကယ်တော့သူကစက္ကရိယာတွေကသွားတာလေ သူသွားတာမဟုတ်စက္ကရိယာတွေကသွားသူကွန်မန့်ပေးတဲ့အတိုင်းစက္ကရိယာတွေကအလုံလုံလို့ကာရက်ရွေးသွားတာလေသူကထိုင်းတာလေသူကြောင့်ရွေးတာမဟုတ်အဲ့တဘောပဲဒီလူတွေမှလည်းပဲရုပ်နဲ့နာလုံနေတာကိုပဲကိုလုံးတယ်ဆိုမရှိဘူးနော်ကိုလုံးတယ်ဆိုမရှိဘူးအတ္တတတဝါဆိုမရှိဘူးဒီထဲမှာ အဲ့ဒါမရှိတာကိုမြင်နေတာကိုပဲဝိပဿနာရှုတယ်လို့ပြောတာနော်တထပစ္စုပန်နိစယောဓမ္မံတထတထဝိပတတိအဲ့ဒီ၅ခုကလွဲလို့၆ခုကလွဲလို့ဘာမှမဖြစ်ဘူးအဲ့၆ခုပဲဖြစ်တာအဲ့ထက်က၅ဆိုတာဘာတူလဲဆိုမရှိဘူးရှုနေတဲ့နှမျိုးပဲရှိတယ်အဲ့ဒါကိုငါမြင်နေငါရဲ့မြင်မှုကာကာပေါင်းနေငါပေါင်းနေကာဟော အဲ့ငါဆိုရဘယ်ရောက်လာမှမသိဘူးပြုလို့သူဆိုမရှိဘူးပြုလို့သူဆိုမရှိဘူးအဲ့ကြောင့်အဲ့ဒီလိုမြင်အောင်ကြည့်တာကိုပစ္စုပ္ပန်နေစယောထမံတထတထဝိပတ္တိအဲ့လိုရှုနေတဲ့ဝိပဿနာဉာဏ်ကိုအတံဟိရံအတံကုပ္ပံတံဝိတ္တမနုပြုရဲ့ အတ္တဟိရဆာဝိပဿနာမရှုလိုက်လို့ရှိရင်တဏှာနဲ့ဒိဋ္ဌိကဝင်လာတယ်ငါလို့တွေးလိုက်တာနဲ့တပြိုင်တည်းခုနပြောတဲ့တရား၅ခုကိုငါလို့စဉ်းစားလိုက်တာနဲ့တရဝါလို့စဉ်းစားလိုက်တာနဲ့တပြိုင်တည်း round view ဒိဋ္ဌိဟော round view ရဲ့အတွေ့ဖြစ်သွားပြီငါရဲ့မြင်မှုလို့ ပြောလိုက်တာ ਨੇ တဏှာရဲ့အတွေ့အကြုံဖြစ်သွားရောအဲ့တော့ဘသူလာတော့ဆိုရင်ဒိဋ္ဌိနဲ့တဏှာပဲလာတယ်အဲ့လိုမြင်လိုက်ရင်ဒိဋ္ဌိနဲ့တဏှာအဲ့ဒီဒိဋ္ဌိနဲ့တဏှာလာလို့ရှိရင်ဥပဒနာညာဆိုမှဖြစ်ဘူးခုနပြောတဲ့သဘာဝတရား6ခုပေါ်ခြင်းမျှတာဖြစ်တယ်ဒီထဲမှာငါမပါဘူး ဒီ6ခုစုံစည်းတာကိုပဲမြင်တယ်လို့ပြောနေကြတာဒီသဘာဝတရား6ခုရဲ့လှုပ်ဆောင်မှုသာဖြစ်တယ်သူတို့ဖယ်လိုက်ရင်ငါဆိုတာတီးကြမရှိဘူးအဲ့လိုရှုတာဝိပဿနာလို့ခေါ်တယ်နော်ဉာဏ်ကြည့်တာအဲ့ဒါဝိပဿနာအကယ်၍အဲ့လိုမဟုတ်ပဲနဲ့ငါကိုသွားပြီးတော့ဒီထဲမှာငါရှိတယ်ဆိုတာတွေးလိုက်ရင်တရားလို့တွေးလိုက်လို့ရှိရင် တန်ဟိရာဒိဋ္ဌိနဲ့တဏကဆွဲသွားပြီသူဆွဲခေါ်သွားပြီအတိညာမဟုတ်တော့ဘူးအဲ့ဒါကြတော့ဟုတ်တဏဒိဋ္ဌိရဲ့ဆွဲတယ်ဒိဋ္ဌိရဲ့ဆွဲရပါသွားတယ်တဏဒိဋ္ဌိရဲ့ဆွဲရပါသွားပြီဝိပဿနာညာမဖြစ်အတန်ကုတ်ပံတဏဒိဋ္ဌိကြောင့်ပြတ်သွားပြီဝိပဿနာညာမဟုတ်တော့ဘူးလွယ်မှားတဲ့အနေထားမျိုးရောက်သွားတယ် အဲ့လိုမဟုတ်ဘဲနဲ့တဘာဝတရားသက်သက်များသာရှိလို့ရှိရင်အတ္တဟိရတဏ္ဍဒိဋ္ဌိရဲ့ဆွဲခေါ်မှုစေရလွတ်တာမရှိတော့ဘူးအတ္တဝိဟိရအတ္တကုတ်ပံအဲ့ဒီလိုတဏ္ဍရဲ့တဏ္ဍဒိဋ္ဌိတို့ရဲ့ဆွဲဆောင်မှုတဏ္ဍဒိဋ္ဌိတို့ကြောင့်ပျက်စီးသွားမှုဒီအဋ္ဌညာနေမဖြစ်အောင် ဟန္တာပျက်စီးခံရမှုမဖြစ်အောင်တဲ့တန်ဝိဒွာမတုပြုရဲ့အဲ့ဒီဝိပဿနာဉာဏ်ကိုအဲ့ဒီပေးရန်အန္တရာယ်တွေကလွတ်အောင်အင်အားကောင်းအောင်ကြိုးစားပြီးတော့ရှိပါပြောတယ်။တမအားဖြင့်ဆိုရင်တော့အင်အားမကောင်းသေးရင်ပါသွားမယ်။တန်ဝိဒွာဝိဒွာဆိုတာပညာရှိတဲ့ပုဂ္ဂိုလ်ဟာတန်ထိုလ်ဝိပဿနာဉာဏ်ကို အนุပြုရေးယင်းထဲမှာတိုးတက်အောင်လုပ်ပါအဲ့ဒီအမြင်လေးကိုတိုးပွားလောက်အောင်လုပ်ပါမတိုးပွားဘူးဆိုရင်ငါဆိုတဲ့အတွေ့အဝင်သွားလိမ့်မယ်ငါဆိုတဲ့အတွေ့အဝင်လာလိမ့်မယ်အဲ့ဒါတဏ္ဍဒိဋ္ဌိရဲ့ဆွဲဆွဲရပါသွားတယ်လို့အဓိပ္ပာယ်ရတယ်တဏ္ဍဒိဋ္ဌိကြောင့်ပျက်စီးသွားတယ်လို့အဓိပ္ပာယ်ရမယ်အဲ့ဒါလို့မဖြစ်အောင်လုပ်ပါလို့ ဒါဝိပဿနာရှုဖို့လေးကိုအကျဉ်းလေးပြောတာဒါပြည့်အဲ့ဒီဝိပဿနာကဘယ်တော့အရှုရမှာလဲလို့ဆိုဣဇိဝခိဆံအာတပ်ပံဒီကနေ့ပဲကြိုးစားဖို့လုပ်ပါဒီနေ့ပဲကြိုးစားဖို့လုပ်ပါလက်ဖြင့်အမရွှေပါနဲ့အခုပဲလုပ်ပါပြောနော်အခုပဲလုပ် အချိန်ရွှေ့မနေနဲ့အခုပဲလုပ်။ဘာဖြစ်လို့လဲ။ကောဇဉ်ညပရဏံသူဝေ။နေဖြင့်ငါအသက်ရှင်အောင်မလားသိအောင်မလားဘသူသိလဲ။ဘသူမှမသိဘူး။မသိဘူး။မသိနိုင်ဘူး။ကောဇဉ်ညပရဏံသူဝေ။နေဖြင့်ငါမသိမလားရှင်းမလားမသိဘူး။တော့ကြသွားနေတယ်။ လူတွေကတော့ပြောကြတာ tomorrow will be too late เนาะအတရားသဘောနဲ့ကြည့်ရင်တော့အဲ့ဒါ too late ပဲเนาะသိတော့ကြသွားပြီကောဇေညာပရဏသူဝေဘာဖြစ်လို့ရောဆိုတော့အကြောင်းပြတော့နာဟိနောသင်္ကရန်တေနမဟာတေနေနမစ္ဆုနာတေချင်းတရားကသူ့ရဲ့လက်နဲ့တည်းသူ့ရဲ့ ဟုတ်စစ်တီဘူပါလေတေခြင်းတရားမှာသူ့ရဲ့အပိုင်းဝိုင်းကအမတမကြီးမာတယ်တဲ့သူ့ရဲ့လက်နဲ့တရားအမတများတယ်တဲ့ဒုစသေဝုအများတယ်ဗောကတိုက်ပြီးတော့လဲသေးနိုင်တယ်အစီတင်နဲ့လဲသေးနိုင်တယ်လေးဖြတ်ပြီးတော့လဲသေးနိုင်တယ်အဘာရိနှလုံးသွေးကြောအုံနောက်သွေးကြောပေါက်တာတို့နှလုံးပိတ်သွားတာတို့မျိုးစုံပဲပေါ့ သေခြင်းအကြောင်းတွေအများရှိတယ်။သေစရာအကြောင်းတွေအများရှိနေတယ်ပေါ့။အဲ့ဒါကြောင့်မို့လို့ညဆောပြခနေ့ပဲလောက်ပါလို့ပြော။သေခြင်းတရားနဲ့သင်္ကရလို့ခေါ်တဲ့အချိတ်ဆက်လို့လို့မရဘူးတဲ့။ချိတ်ဆက်လောက်ထားတာရှိ။လူဆိုလို့ရှိရင်လူက ပတ်စံပေးထားပြီဒီတည့်တော်ဆောင်းမအောင်လို့ပြောလို့ရလက်ထိုးထိုင်လည်းရပတ်စံပေးထားတယ်လက်ထိုးထားတယ်တနည်းအားဖြင့်ခင်မယောင်မိတ်ဆွေဖွဲ့လို့လည်းရရွှေ့လို့ရတည်ခြင်းတရားကအဲ့လိုလက်ထိုးလို့လည်းမရဘူးမိတ်ဆွေဖွဲ့လို့လည်းမရဘူးကဲတလို့ဆိုရင်ငါအနိုင်တိုက်မယ် သိခြင်းတရားကိုကိုယ်တွန်းလှန်မယ်ဆိုပြန်တော့လည်းမရဘူး။ဟုတ်။အင်အားကိုတုံးချပြီးတော့တွန်းလို့လည်းမရဘူး။ချော့လို့လည်းမရဘူး။ဆိုလိုကချော့လို့လည်းမရဘူး။ဆျော့လို့လည်းမရဘူး။သိခြင်းတရားကိုချော့လို့လည်းမရဘူး။ချော့လို့လည်းမရဘူးလို့ဆွလို့တဲ့အတိတ်ပဲ။နာဟိနောသင်္ကရန်တေနမဟာတေနိနမြားသောစਿੱတိဘူပါအတိုင်းဝိုင်းရှိတယ်။ထိုသင်္မင်းနဲ့ချိတ်ချက်လှုပ်ဆောင်မှုဆိုမဖြစ်နိုင်ဘူးတဲ့။ မဖြစ်လို့မရဘူးတဲ့ဒါကြောင့်မို့ခဏိပဲလုပ်ပါလို့ပြောအဲ့ဒီပဲမြတ်စွာဘုရားအေဝံဝိဟာရိအတ္တပိဟောရတမတ္တန္တိတအဟောရတမတ္တန္တိတအတ္တန္တိတဆိုမပြင်းမရအဟောရတနေရောညရောအချိန်ပြည့်၍အခုလိုစ조사အထုတ်ပြီး ဝိပဿနာအလုပ်ကိုကြိုးစားအထုတ်နေနေလေနေရောညာရောမနာမနေကြိုးစားအထုတ်ပြီးတော့နေတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုတဲ့တံဝေဘတ္တိကရတောတိတန်တော်အစိတ်ခတိမူနီတကယ်ကိုအသိဉာဏ်ရှိတဲ့သူတော်ကောင်းတွေကသူတော်ကောင်းကမြတ်စွာဘုရားကအကောင်းဆုံးသောညတညရှိသူညကိုဥတီပြောတာပါအကောင်းဆုံးသောရဲ့ တရားထုတ်တဲ့ရက်ဒီအကောင်းဆုံးသောရက်နော် the best day ဒီဒီမဟုတ် the best day အကောင်းဆုံးနေ့နော်အကောင်းဆုံးသောနေ့ရှိတယ်လို့ပြောတာအကောင်းဆုံးသောရက်အကောင်းဆုံးသောနေ့ကိုယ့်အတွက်မှာဝေဒနာလှုပ်တဲ့ချိန်ဟာအကောင်းဆုံးသောချိန်အကောင်းဆုံးသောနေ့အကောင်းဆုံးသောရက်ညဆိုရင်အကောင်းဆုံးသောည ရှိသူလို့ဒီလိုကေမွန်တတ်မယ်လို့